အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ငငေကရွာမှာဆင်းရဲတော့တငယ်ချင်းတွေအနိုင်ကျင့်ခံရတာတွေကိုပြောပြလာတယ်အမျိုးသမီးလေးရဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးတောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအင်္ဂလိပ်အင်္ဂလိပ်အကိုကြီးလာမသိဘူးမှတ်ထားလို့လို့ဒီထက်မှ ပြရှိခိုးကနေရောစနိုးစနောက်ဖြစ်နေလို့ မှပြန်လာမယ်နော်ဟိုအားတဲ့သူပြောချင်တာဟိုမန်ကပဲလွတ်အောင်ရင်ယူစားအောင်နဲ့ညီမဖះတရားလုပ်တဲ့ကိစ္စလေးမှာပြဟို share လေးလုပ်ထားတာဘောနော်အဲကျွန်မအိုမန်မှလည်းမဟုတ်ပါဘူးယူရင်းမှာပါနောက်ပြီးကြတော့ကျွန်မသူပြောချင်တာသူသူဆိုလိုချင်တာကမကြည့်တယ်နဲ့ဗောအိမ်ဘောဘွားကပဲလွတ်အောင်စူးစမ်းအောင်လို့သူပြောတာကျွန်မကအိမ်ဘောပါကျွန်မဘလို့အိမ်ဘောလဲဆိုတော့ကျွန်မကချက်စရာပြုတ်စရာဘာမှလုပ်စရာမလိုဘူးမရန်အပြိုကြီးကိုကြည့်ပေးရတယ်အဖွားရဲ့ အဟိုရဝိစာလီပေါ့နော်နည်းနည်းပါလို့ရတယ်ချီးရှော်ရပါတယ်ချီးရှော်ရတယ်အိမ်သာဆေးရတယ်အဓိကတော့ချီးရှော်ရတယ်ပေါ့နော်အဲသူတို့ဆိုလိုချင်တာလဲအဲ့ဘဝလွတ်အောင်ကြိုးစားလို့ဆိုချင်တာမိသားစုတစ်ခုမှာတဲ့ဆင်းလို့ပြောလို့ဆင်းရဲတဲ့မျိုးဆက်ကိုဖြတ်နိုင်တဲ့ဆင်းရဲရတဲ့မျိုးဆက်ကိုဖြတ်နိုင်တဲ့လူတဦးတော့တဲ့ပါရမယ်ပေါ့နော်ပါအိုက်ကလူကလည်းတင်ဖြစ်နေဖို့လိုတယ်တဲ့ကျမကအိုက်ကဆောင်ဖို့ကိုလက်ကင်ထားတယ်ပေါ့နော်ကျမကကျမမိသားစုရဲ့အနှိမ်ငံမျိုးဆက်ကိုဖြတ်ချင်တဲ့လူဟုတ်ငယ်ကလေးတွေကကျမက ဟိုဘလို့ကျမမိသားစုရဲ့ဟိုအရင်ကြီးဆင်းရဲလာဆိုတော့အဲ့လိုကြီးလည်းပြောလို့မရဘူးပေါ့နော်ဒါမှမဟုတ်ကျမမိသားစုကပြည့်စုံတယ်လို့ကျမမခံစားရဘူးကျမကပဲလောဘကြီးနေလို့လားတော့မသိဘူးပေါ့နော်ဟိုငယ်လေးကလေးကကျမမှာစိတ်ထိုင်ရရှိတယ်ဘယ်ရွယ်လဲဆိုတငယ်တန်းတန်းနှစ်တန်းအဲ့ရွယ်ရှိနေမယ်တငယ်တန်းတန်းပေါ့ကျမအမေကပြဿနာအကြီးတစ်ခုဘလို့ပြောမလို့သူကအဲ့ရွယ်မှာဘလောက်ဖြစ်မလဲ20ကျော်30မပြည့်ခင်လားဘလို့လဲတော့မသိဘူးပေါ့နော်ဟိုသူမကျင်တတ်လို့သူမိဘနဲ့ပြဿနာအကြီးတစ်ခုဖြစ်လိုက်တယ်ပေါ့နော်အဲ့ဒီကိစ္စမှာ စိတ်ကိုမထိန်နိုင်လို့လှုပ်လိုက်တာဟိုဝါသနာတွေဗီဇတွေရဲ့လို့တော့မဟုတ်ဘူးပြဿနာအဲ့မှာကြီးကျယ်ဖြစ်လိုက်တဲ့အချိန်မှာကျမကနင်းထိုင်ရင်ကျောင်းမှာအနှိမ်ငံကလေးတယောက်ဖြစ်သွားတယ်ဒါမရှက်တမ်းပြောတာပေါ့နော်အနှိမ်ငံကလေးတယောက်ဖြစ်ကျောင်းမှာဆရာတွေကနာမည်ပေးရင်တောင်းပါပဲအခြားကလေးတွေကိုနာမည်ပေးလို့ရှိရင်နားထောင်လို့ကောင်းတယ်ကျမအဲ့နာမည်လေးကိုလိုချင်တယ်ကျမကိုနာမည်ပေးတော့ကြတော့လို့ပြောမလို့မလာမပါဘူးနော်သူတကာကဲ့ရဲ့ခြင်းစရာနာမည်အဲ့ဒါတွေကလေးကလေးတယောက်ကလေးတယောက်ကိုလေးဘယ်တော့မှမလုပ်သင့်ဘူးသီလား အဲ့အချိန်ကလေးအစိတ်တရားကြီးကျွန်တော်မှရှိတယ်လှုပ်လိုက်တာကကျွန်မအမေဖြစ်ပေမလို့ကျွန်မမေနဲ့သူမိဘတွေနဲ့ဖြစ်တဲ့ပြဿနာဖြစ်ပေမလို့အဲ့ဒီအင်မေကကျွန်မခန္ဓာကျွန်မရှိမှလာပြီးတော့ကြောက်ရောက်တယ်အဲ့ကြတော့ဘာဖြစ်လဲကျွန်မကနာမည်ပေးရင်လည်းကလေးတွေနာမည်အများကြီးအကုန်လုံးအတူတူပေးရင်တော့မှကျွန်မနာမည်ကလူတကာလှောင်စရာနာမည်တက်တည်မရှိတဲ့နာမည်နော်ဒီကြောင်လုံးမှအနိုင်ငံဖြစ်ခဲ့တယ်ကျွန်မမှအဲ့တော့ကတန်းတူရီတို့တကယ်ချင်းနေရှိတယ်ကျမမှာပေါင်းသိမ်းမရှိဘူးနောက်ပြီးကြတော့ ဘာမှမပြည့်စုံဘူးပေါ့ပြောရမယ်ဆိုလို့ရှိရင်ရာအလုံးကအဲဘယ်လိုပြောမလဲအခုလွဲအကုန်လွဲတာပဲလေ energy တခုကမကောင်းတာဝင်အကုန်ဝင်တာပဲဟုတ်လားအဲ့ကြတော့ကျမအဲ့ကနေအနာကြီးချက်ရှိတယ်အမေကဘလူလူနဲ့နိုင်နိုင်နင်းနေနေတန်းတူတွေဘလူတွေဘာလုပ်လဲဘလူတွေဘလူဝင်ဝင်နေတမီးတမီးကိုအဲ့လူနဲ့မနိုင်နဲ့တမီးကတမီးကတမီးပဲအခြားလူကအခြားလူပဲကျမကဘာမှတာမရှိတာမာနာရှိတယ်ဘယ်တငယ်ချင်းနဲ့မှနိုင်မခံဘူးတငယ်ချင်းတွေကိုလည်းနာတယ်ဘာလို့လဲကျမကိုဝိုင်းလောက်ကြတယ်ဝိုင်းအုပ်စုဖွဲ့ပြီးနိုင်ယူကြတယ်ပယ်ထားကြတယ် ဘာလို့လဲဆိုတော့အဲ့ image ကြီးကကျမမှာကျမမှာလာထိနေတာကျမမောင်လေးညီမလေးတွေကိုကျမမှာမောင်လေးတယောက်ညီမလေး၄ယောက်ရှိတယ်ကျမကအမေလိုရောအမလိုရောကျမကချစ်တယ်ဘာလို့ဆိုတော့အမေကဟိုအမေကိုအပြစ်ပြောတာမဟုတ်အမေကဟိုလိုအပ်တာတဲ့ပို့ပြီးမချစ်ပေးနိုင်မလုပ်ပေးနိုင်မဖြည့်ဆည်းပေးနိုင်ဘူးကလေးတွေဘာလိုအပ်လဲသူတိတ်ပြီးခယူးမဆိုင်ဘူးအဲ့ဒီအားရဲ့အတွက်ကျမကဖြည့်ဆည်းပေးရမယ်တာဝန်ရှိတယ် ခုကျမရှင်တို့ပြောသလိုမှန်တယ်ကျမအိမ်ပေါ်တယောက်ပါဒါမလို့ကျမမိသားစုကိုစင်ရတဲ့ဆွဲထုတ်နိုင်ဖို့ကျမညီမကျွန်တော်တို့ညီမ၄ယောက်ကျမပထမဦးဆုံးစ조사ပြီးထွက်လာတယ်ကျမတို့ညီမ၄ယောက်ကိုနိုင်ငံခြားရောက်လာပြီတယောက်ပဲကျန်တော့တယ်မောင်လေးကတော့ထားလိုက်တော့မောင်လေးကပျောက်နေလာကြာပြီနှစ်နဲ့ချီနေပြီဆိုတော့ထားလိုက်တော့နော်မသေးတော့မသေးသေးတော့ပါအောင်အမ်ပြီးတော့ကျတော့ကျမရဲ့တငယ်ချင်းကျမလိုနည်းနည်းဘဝသူတငယ်ချင်းဘာညာကိုလဲကျမကကူညီနိုင်တယ်ပေါ့နော်ဒီနိုင်ငံခြားကိုရောက်ဖို့ ကျမကဘယ်လိုပြောမလဲမကောင်းတာလုံးမစားပါဘူးမိသားစုအင်းမေကိုကျမအကြမခံကျမရည်စားထားရင်တောင်းပါမယ်မထားဘူးမပြောဘူးတော့ကျမရည်စားထားပါတယ်ကျမဘယ် official မတွေ့ဘူးရိုင်းထားကြည့်လိုက်တယ်ထားကြည့်လိုက်ရင်လည်းသူတို့နဲ့စကားပြောရင်ပြောရင်လည်းသူတို့ကတဏှာစကားစက်ကိစ္စတွေပါလာရင်ကျမရှေ့မတူဘူးကျမကမိကောင်းဖားခင်သားသမီးလူဆိုတာတိုင်ရတိုင်ရမယ်ရတယ်ဟုတ်ကူလားသူတို့ကဆက်ချက်ချင်းလို့ကျမနဲ့ဗီဒီယိုဘယ်လိုပြောမလို့ဟိုဘယ်လိုပြောမလို့ဖုန်းဟိုဆက်သွယ်တာရည်စားစကားပြောတာဖြစ်ရင်ဖြစ်နေမယ်ကျမဆက်မချက်နိုင်ဘူး တို့ကအလကားရမလားဆိုပြီးတော့ခြောက်တိုင်းဖို့လည်းဖြစ်ဖြစ်နေမယ်ပြီးတော့သူတို့ကမြစ်တာစနေမဟုတ်ဘူးကျမကိုအဲသူ့ကိုယူလိုက်လို့ရှိရင်ဘယ်လိုပြောမလဲအဲကိုကလည်းအချားမိမအောင်မရနိုင်ဘူးခွဲအပုံစံမျိုးရှိမှာပေါ့သူ့ကိုယူလို့ရှိရင်ဟိုစီပွားရေးလည်းအဆင်ပြေမယ်ဘယ်လိုပြောမလဲကိုလိုချင်တဲ့ကာမဆန္ဒတွေလည်းဖြည့်ဆည်းပေးလိမ့်မယ်အဲ့လိုမျိုးအဲ့လိုမျိုးလူမျိုးကိုလည်းကျမစိတ်ဓာတ်ကိုသိတယ်ချက်ချင်းဖြတ်တယ်အောက်တန်းစားစိတ်ဓာတ်တွေကျမလည်းမခံဘူးကျမနဲ့ပတ်သက်မဲ့လူကစိတ်ဓာတ်မြင်မာနေဖို့လိုတယ်နော်စိတ်ဓာတ်မြင်မာနေဖို့လိုတယ်ကျမကိုအမလိုညီမလိုအမေလိုတံပိုးထားနိုင်တဲ့လူ ကျမအဖေကကျမကိုချစ်တယ်လို့ချစ်နိုင်တယ်လို့ဆိုရင်တော့အဲ့လူကပညာအရေးချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပျော်သည်ဖြစ်စေအိုသည်ဖြစ်အိုသည်ဆိုတာသူများလင်သူများရည်စားမဟုတ်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့လူမျိုးဖြစ်ဖြစ်စေကျမစိတ်ဓာတ်မွန်မြတ်နေဖို့လို့လေကျမကိုဘလို့ပြောမလို့ပန်းလေးတစ်ပွင့်ကိုချစ်တယ်လို့အဖေကတမီးကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပြီးတန်ဖိုးထားတဲ့လူဆိုရင်ကျမကယူမပါအဲ့လိုမျိုးမဟုတ်ရင်တော့ကျန်တဲ့လူကအောက်တန်းစားပါပဲခြူစားဖို့ကြံကြံတဏှာရာကကြောင့်မကြံကြံကျမကဘယ်တော့မှကျမရဲ့ကျမကြောင့် ကျမမိသားစုအင်းမေကိုကြောက်မခံယောက်ျားတစ်ယောက်နဲ့လွယ်လွယ်မထိတ်ဘူးလွယ်လွယ်မအိပ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်လဲကျမကဘယ်သူမှတင်စရာမလိုပဲရှိပါတယ်ကျမကစာဖတ်ငငယ်ကလေးကစာဖတ်ခဲ့တဲ့လူစာအများကြီးလေ့လာခဲ့တဲ့လူဆိုတော့အဲ့လောက်တော့ကျမကသူများနဲ့တော့မတူဘူးစာအုပ်ကြီးဆန်နေအိမ်မှာအဖွားကြီးလိုတဲ့နာမည်ပေးထားတယ်အမေကအစကျမကိုအင်းပြန်လာတာသိမကြဘူးဘာလို့လဲဆိုဆရာလုပ်လို့တဲ့ကျမမှားနေထောက်တာအရိုက်ခံပြီးထောက်တာအဲ့လိုလူစားမျိုးဘာအဲ့လိုသားသမီးမျိုးရှိတာအမေတို့ကတော့နားကြီးတယ်နဲ့ရှိနေမှာဒါကဝင်းဆက်ဖြတ်ပြီးမှသားသမီးဆိုတော့သူတို့မသိဘူး အခုကျမကျမအိမ်ပေါ်လို့လို့ကျမညီမတွေနိုင်ငံခြားမှာရောက်နေပြီဘာပဲပြောပြောမြန်မာနိုင်ငံရဲ့အဆင်မပြေတဲ့အတွင်းတွေကနေတော့အနည်းဆုံးကျမဆွဲထုတ်နိုင်တယ်လीနောက်တစ်ခုကျမကငတ်လို့လာလုံနေတာမဟုတ်ပြောပြမယ်ဒါကြတော့ခြေတဲ့သဘောပေါ့နော်ဟိုအကုန်လုံး sorry ပါတောင်းပန်တယ်ကျမခြေတဲ့နေနေရကြကျမခြေပါကျမအထယ်ဆိုင်ဖွင့်တယ်ကျမအောင်မြင်ခဲ့တယ်နောက်အထယ်ဆိုင်ဖွင့်လို့အောင်မြင်တဲ့ဖနှက်ဆိုင်ဖွင့်တယ်နော်ထပ်ပြီးအောင်မြင်တယ်နော်ငွေရိုးတွေပေးတယ်ကျမအောင်မြင်တယ် ။နောက်ပြီးကောင်ကြောက်ဆိုင်သေးလေးဖွင့်တယ်ဆက်အောင်မြင်တယ်။မသုံးသုံးလေးမျိုးဖြစ်သွားပြီ။နောက်လက်ဖက်ဆိုင်အကြီးအဲ့နာမှာပဲတရွဲလေးကျမငှားပြီးဖွင့်တယ်။အကြီးဒီလောက်သုံးသိန်းကျော်ပြရတယ်လား။သုံးသိန်းခွင်းနီးနီးကြတယ်။ခွန်နေပါရင်လည်းဆိုရင်အောင်မြင်သေးတယ်။ဒါမှမဟုတ်အဲ့လက်ဖက်ဆိုင်အောင်မြင်နေတဲ့အချိန်မှာကျမစီးပွားရေးအကြီးအောင်မြင်နေပြီ။ကျမအငငယ်မလေးနှစ်ယောက်ညီမညီမငါးယောက်တူနေတယ်။အငငယ်လေးနှစ်ယောက်ကိုလည်းကြောင်းထားတယ်။ကျမတို့ညီမငါးယောက်ဘယ်လိုပြောမလဲ။တက်ညီလက်ညီစူးစမ်းကြတယ်ပေါ့နော်။စူးစမ်းကြတဲ့အချိန်မှာစီးပွားရေးအရန်အောင်မြင်နေတဲ့အချိန်မှာ တနေ့တနေ့လက်ဖက်ဆိုင်ရဲ့ရောင်းရ3သိန်းခွဲရှိတယ်အထဲဆိုင်အထဲဆိုင်ရဲ့ရောင်းရ3သိန်းခွဲတော့ရှိတယ်ထဲဆိုင်နဲ့ဖက်ဆိုင်ရဟမ်နော်အဲ့အချိန်မှာကျမတို့ကတခြားမနာလိုတဲ့လူကတခုခုလောက်ခံလိုက်ရတယ်ပေါ့နော်ကျမစီပွားရေးထိုးကြသွားတယ်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျမရဲ့ဆုံးရှုံးမှုတွေများ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 လာရင်ရနေပြီးတော့ကျမကဟိုကုန်းကောက်စရာမရှိတဲ့ဘဝတော့မဟုတ်ဘူးပေါ့နော်ကျမလက်ဝတ်လက်စားနဲ့နော်လက်ဝတ်လက်စားနဲ့ငွေဘယ်လိုပြောမလဲစေကနန်းပေါ့နော်အဲ့လောက်ပဲကျန်တဲ့အချိန်မှာကျမဆုံးဖြတ်ချက်တခုချလိုက်တယ် အိမ်မှာတောင်သူပြန်လုံမယ်ဆိုရင်ကျမအိမ်ကတောင်သူကလုံနိုင်တောင်သူလုံလို့ရပါတယ်ကျမအိမ်မှာကျမဥစိတ်လို့ရတယ်ပြီးတော့ကျမအညာမှာအရင်ငငယ်တော့ကဘောနှုံးဆယ်တန်းအောင်ကစားဈေးဆိုင်ဖွင့်ခဲ့ပါတယ်ဈေးဆိုင်ဖွင့်ခဲ့တဲ့အတွက်ဈေးဆိုင်လည်းပြန်ဖွင့်လို့ရပါတယ်ဒါမှလည်းကျမအိုက်လန်ကိုမယူခဲ့ဘူးဒီလန်းနေတာငါမိသားစုရဲ့ဆင်းရဲတဲ့ကွင်းဆက်ကိုဖျက်နိုင်မှုငါနိုင်ငံသားကိုထွက်မယ်စင်ကာပူကိုထွက်မယ်ဆိုကြွေးကြော်လိုက်တယ်ဘောကြွေးကြော်လိုက်တဲ့အချိန်မှာစင်ကာပူထွက်ဖို့အတွက်ကျမစာတွေလေ့လာပြီးတော့တင်တန်းတွေလည်းဖောင်းဆောင်တက်တယ်သူနာပြူတွေအကုန်လုံးတက်တယ်အကုန်လုံးလောက်တက်ပြီးတော့အင်တာဗျူးဖြေလို့ရှိရင်ကျမပစ္စကစကားထွက်လို့မရအောင် င်တာဗျူးဖြေလို့မရအောင်အဲ့ဒီအချိန်ကျရင်ကျမကအယူလို့ဖြစ်သွားကြောင်တောင်ဖြစ်သွားအဲ့ဒါနဲ့မှကျမကနောက်ဆုံးပိတ် agency ၄ခုလောက်ပြောင်းပြီးတော့ကျတော့ကျမရှုံးပေးလိုက်တယ်စင်ကာပူကိုလုံးဝထွက်လို့မရအောင်လုပ်ထားတယ်ဆိုတော့ကဲဒါဆိုရင်တော့အစတော့တော့တစ်ယောက်နဲ့တစ်ခါနှစ်ခါသုံးလေးခါတော့တော့ဘာမှဖြစ်တော့ agency လည်း၄ခုမြောင်းနေပြီခေါ်တဲ့ဆရာတွေကလည်းများနေပြီဆိုတော့ကျမယူတာမဟုတ်ဘူးကျမအဲ့ဒီအချိန်မှာတီချေရတော့မှပဲနင်းနေအပုံမဟုတ်တော့ဘူးတဲ့အဲ့ကျမစမင်းတွေပါလေးလက်ဖြတ်လိုက်တယ် သူတို့ကသပင်းတွေလက်ကြည့်လို့မရဘူးဆိုတော့အဆောင်တော့အဲ့ဥစားကိုယုံကြည်မှုရှိဘူးကျမသပင်းတွေပါတယ်လက်ဖြတ်ညက်ရောင်းပြီးတော့အမေကိုနော်သုံးသိန်းခွဲရတဲ့အမေနဲ့အဖေကိုကတော့လိုက်တယ်နော်ကျမလှုပ်ခဲတာလေးပြောပြတာအဲ့အချိန်မှမှကျမဒီနိုင်ငံကိုဒူဘိုင်းသူများပြောတဲ့ဒူဘိုင်းရွေးနိုင်ငံကိုကျမရွေးချယ်လိုက်တာကျမတယောက်တည်းတက်လာပါတယ်နော်အဲအဲ့လိုနောက်ထပ်လည်းဘယ်သူမှလှုပ်လို့မရအောင်ဟိုဘသူ့အမလည်းမပြောခဲ့တော့ဘူးလိုင်းမော်တော်မတင်မဲနဲ့ဘသူမှမသိအောင်တိတ်တိတ်လေးထွက်လာတာနော်ကျမရင်မကောင်းမဲနဲ့ထွက်လာတာပြီးတော့ကျမကအဲနောက်ထပ်လည်းဘသူမှလှုပ်လို့မရအောင်ဆိုပြီးတော့လုံရင်လည်းတန်းတည်တယ် အဲ့ကသူများလုပ်လို့မရဘူးပေါ့နော်လုပ်ရင်တန်းပေါ်တယ်ရွှေရင်ကျော်ကိုင်းတွေကိုကျွန်မဝင်ခဲ့ပါတယ်ဂိုင်းရဲ့ကျေးဇူးတွေဒီနေ့ဒီနေ့တောင်ဂိုင်းမှာပွဲကြီးဂိုင်းရဲ့ကျေးဇူးတွေလည်းပါတယ်ကျွန်မအဆင်ပြေတာတွေကပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်မလိုရာထက်လည်းပို့အဆင်ပြေပါတယ်လိုရာထက်လည်းကျွန်မပို့အောင်မြင်ပါတယ်နည်းနည်းတော့အတိုက်ခိုက်တော့ရှိတော့ရှိတာပေါ့ကျွန်မကမွေးကလေးအတိုက်ခိုက်နဲ့မွေးလာတာလေဘယ်တော့မှအတိုက်ခိုက်မခင်မူရင်ဘဝကိုလည်းမကောင်းခဲ့လို့ပေါ့အဲ့လိုပဲပြန်ခိုင်းယူမှာပြန်ပြီးပြုမှာမချေပါပါအောင်အဲ့ကြောင့်အင်းဘောဆိုပေမဲ့လို့ကျမကကိုပိုင်စီးပွားရေးလဲလုံနိုင်ပါတယ်လှုပ်เสียရစီးပွားရေးလဲရှိပါတယ်ကျမကလီ ဘွယ်ဆယ်တန်းအောင်ပြီးသားဘွယ်လဲရပြီးသားပါအိမ်ပေါ်မလုပ်လဲအခြားလို့ရွေးချယ်လို့ရတယ်ကျမကိုအခြားအလုပ်ထဲကိုကျမပညာရေးရှင်ကျမရဲ့အနေထားကိုနှမျောလို့အဲတာမွေအေးချင်းရဆိုလို့ရှင်အပြင်လုံးနဲ့ထည့်ပြီးသားကျမအပြင်လုံးနဲ့ထည့်ပေးလို့မလို့အဲအေးချင်းကပြောင်းပြီးတော့လှိုင်းအေးချင်းကိုကျမဘာသာပြောင်းသွားတာဘာလို့လဲဆိုကျမကိုအပြင်လုံးနဲ့မထည့်နဲ့ကျမမကြိုက်ဘူးကျမအင်အကူကိုလုံးမှာအင်အကူကဘာကောင်းလဲအင်အကူကောင်းတာကဒီနိုင်ငံရဲ့အနေထားအရအရာအလုံးကစားစိတ်နေစိတ်ဈေးကြီးတယ်အင်ကူတယောက်မှာဘာစိမ့်မှမရှိဘူးစားစိမ့်ငင်းစိမ့်ဟိုတကူရေတခါရဘာစိမ့်မှမရှိတဲ့အပြင်လာစားအောင်အတရင်ရတာ ကျမလိုချင်တယ်ကျမအင်ရှင်ချင်းအောင်ကြိုးစားမယ်အင်ရှင်မကောင်းမှုဆိုးတယ်တအားဝဝက်ဝဲဆိုးတယ်ပဲထားအောင်ကျမရအောင်ကြိုးစားမယ်အဲ့အကူကိုလောက်မှရဆိုတဲ့စံထားနဲ့ကျမကလိုင်းအင်ဂျင်ကိုပြောင်းလိုက်တာသူတို့ဘဲထည့်ပေးပြီသူတို့စင်ကာပူကိုတစ်ခါပို့မယ်လို့အနည်းအရင်ချင်းနဲ့စင်ကာပူကိုပို့မယ်တယ်မပို့နဲ့ကျမဒူဘိုင်းကိုဒူဘိုင်းကျမရွေးချယ်တာချဘယ်မှမသွားဘူးဆိုပြီးတော့ကဲအဲ့ဆိုလည်းနင်းသဘောတဲ့ကျမလိုင်းအင်ဂျင်စီမှာစာအုပ်နဲ့ချက်လက်တွေထားခဲ့တယ်အညာပြန်တယ်တောင်သူလုံငန်းအဖေတို့လေးလေးတို့ကူလောက်တယ်ကူလောက်ပြီးမှ ်ဒီရင်လက်မှတ်ကြကကြမှာရကကြမှာတကယ်ရပြီဆိုကမှာကျွန်မရန်ကုန်ကိုပြန်တက်ပြီးတော့တခါတည်းထွက်လာလိုက်တာနော်အဲ့လိုမျိုးနော်အရာအလုံးအခက်ခဲရားတွေကနေစူးစမ်းပြီးတော့ဒီနိုင်ငံကိုရောက်တယ်ကျွန်မလူလကုန်းနဲ့ရောက်လာတာမဟုတ်ဒီနိုင်ငံကိုရောက်ဖို့အရေးတောင်မှာကျွန်မမှာရှစ်လကြတယ်အရေးအချင်းမရှိလို့မဟုတ်ဘူး ထွက်လို့ကိုမရတာညမာနိုင်ငံကိုထွက်လို့မရကျမရဲ့လမ်းစာတွေအကုန်လုံးကိုအပြောက်ဖြောက်အပိတ်ပိတ်ထားတဲ့အတွက်ကျမဘာမှလုပ်လို့မရအောင်အဲ့ကဘယောဂါတွေဘာတွေထုတ်အကုန်လုံးထုတ်ပြီးမှကျမရဲ့ဘဝကိုတစ်ကနေပြန်စရတာဟဲ့ဒီနိုင်ငံဒါကြောင့်မလို့ကျမဒီနိုင်ငံကိုလည်းကျေးဇူးတင်တယ်ဒီရင်ရှင်ကိုလည်းကျေးဇူးတင်တယ်ပို့ပေးတဲ့အင်ဂျင်နီယာကိုလည်းကျေးဇူးတင်တယ်နောက်ကျမကို lesson ကမ်းပြီးတော့ကျမ lesson ကမ်းခေါ်ခဲ့တဲ့ကလေးတွေကိုလည်းကျေးဇူးတင်တယ်ကျမကိုကောင်းခဲ့တဲ့လူတွေဖြစ်ဖြစ်မကောင်းခဲ့တဲ့လူတွေဖြစ်ဖြစ်အကုန်လုံးကဆရာတွေပဲအားလုံးကိုကျေးဇူးတင်တယ်ဒီနေ့လာပြီးနေမှာအခုကျမကိုအဲ့လိုမန့်လိုက်တဲ့လူတွေဟိုတော့လည်းရှိပါတယ်လူတွေကိုလည်းကျေးဇူးတင်တယ် သူတို့ကြောင့်ကျမကပို့ပြီးတော့ကျိုးစားခြင်းစိတ်တွေပို့ပို့ရှိလာတာကျမကအောင်းကိုအောင်းမြင်မယ်ဆိုတဲ့စိတ်တက်ပဲရှိတယ်ဘယ်တော့မှကြာရှုံးမယ်ဆိုတဲ့စိတ်တက်မရှိဘူးကျမတက်သေးမသွားလို့ရှိရင်ကျမကအရှုံးမပေးဘူးသူများလိုဟိုဟာဖြစ်လို့ကိုယ့်ကိုတက်သေးမယ်ဒီဟာဖြစ်လို့ကိုယ့်ကိုတက်သေးမယ်ဆိုတဲ့လူစားတယ်ကျမမပါဘူးကျမကငုံမိသေးကင်တက်နိုင်ဖျားရောက်ဆိုတဲ့စိတ်ကမွေးကြရရှိတယ်ဘယ်သူနဲ့မှမတူဘာကြောင့်လဲအနှိမ်ခံဖြစ်ခဲ့လို့မိသားစုထဲမှာ မိုးချင်းထဲမှာရက်ရွာထဲမှာ ကြောင်းမှာ အနှိမ်ခံကလေးတယောက်ဖြစ်ခဲ့တဲ့အတွက် ပို့ပြီးစူးစမ်းမယ်ဆိုတဲ့စိတ်တည်းကျွန်မမှမျက်ရှိတယ်အဲ့ဒါကြောင့်နောက်နောက်လာနောင်သားတွေရောလူကြီးတွေရောနော်ဆရာတွေရောဘဲတော့မှခလေးတယောက်ကိုမနှိမ်ပါနဲ့ခလေးတယောက်မှလည်းနှလုံးသားရှိပါတယ်သူမိဘကဘာပဲလုတ်ခဲ့လုတ်ခဲ့သူမိဘနဲ့မဆိုင်ဘူးခလေးတယောက်ကိုကြည့်ပြခါကဘဲတော့မှမနှိမ်ပါနဲ့သူ့ရင်ထဲမှာအဆိုင်ခဲဆိုတာဒါတေးတဲ့အထိကျွန်မဒီအဆိုင်ခဲကကျွန်မတေးတဲ့အထိဖြောက်လို့မရကျမနာဟိုလက်စားချီလာဆိုတော့မချီဘူးဒါမှမဟုတ်ကျမမအဲ့အဆိုင်ခဲကြီးရတယ်တွေးမိတယ်မျက်ရည်ကျတယ် ချားချောင်းတရရင်ပေါ့နော်ဒါငွေငငယ်လေးတော့အကျွန်မချားချောင်းတရတွေပြောလို့ရှိရင်ဟိုဘယ်လိုပြောဆီယမခင်ခင်ထူထူပေါ့လို့ဆီယကြီးရွှေဘလောင်းလို့တော့ပေါ့အမစာအုပ်တွေထွက်နေရလိမ့်မယ်မပြောတော့ဘူးသီလားနောက်ကြကျွန်မအစဉ်ပြေတဲ့တနေ့ကျွန်မတကယ်လို့များအောင်မြင်လာတဲ့တနေ့ဆိုရှိခဲ့ရင်ကျွန်မစာစာရေးဆရာလောက်ပေါ့ဘာလို့လဲဆိုတော့ကျွန်မကလည်းစာရေးဆရာလောက်ဖို့လေလေ့လာထားရသေးလားဘာလို့လဲဆိုတော့ကျွန်မဘဝအကြောင်းလေးဟိုးမွေးကစားဦးရဲဆိုတဲ့အချိန်ကစပြီးတော့ကျွန်မအဖေကကျွန်မကိုဘလောက်ချစ်ခဲ့တဲ့အကြောင်းကစပြီးတော့ကျွန်မဘဝဒီအသက်အရွယ်ရောက်တဲ့အထိကျွန်မမှာစာအုပ်တွေ ထက်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 ကြီးထုတ်လို့ရတယ်ထရမာတွေအရင်များခဲ့တဲ့အမျိုးသမီးတယောက်ပေါ့နော်အခုချိန်မှာတော့ကလေးတယောက်မဟုတ်တော့ဘူးလူငယ်တယောက်မဟုတ်တော့ဘူးအမျိုးသမီးတယောက်ဖြစ်သွားပြီထရမာတွေအရင်များခဲ့တဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စောက်တွေထုတ်လို့ရှင်ရှင်တို့မျက်ရည်တောက်တောက်တောက်နဲ့ကြာသွားစီရမသိလားအဲကြောင့်ကျမကဒါပဲဒါပဲဒါပြီးနေဆိုတော့ဖះရနဲ့တရားနဲ့နေကြလို့